တောင်ကိုရီးယားသမ္မတဟောင်းယွန်းဆော်ယူဟာစီးအိုချိုရဲ့အမိန့်ကြေညာခဲ့မှုနဲ့ပတ်သက်ပြီးပုံကံမှုဆွေးချက်တွေကိုခုခံရှောင်လေဖို့အတွက်မေဆက်နေရမှာတရားရုံးမှာနောက်တစ်ကြိမ်ကြားနာဆင်ဆင်းမှုခံယူခဲ့ပါတယ်။အသက်64နှစ်အရွယ်ယွန်းဟာဒသမ3ရက်ကအရက်ဘတ်အိုချိုရဲ့ကိုဆိုင်းငံ့ခဲ့ပြီးတဲ့နောက်စီးအိုချိုရဲ့အမိန့်ထုတ်ပြန်ကြေညာခဲ့ပါတယ်။နိုင်ပိုင်းအကြာမှာလွှတ်တော်ကယွန်းရဲ့စီးအိုချုပ်ရဲ့အမိန့်ကြီးညာချက်ကိုမဲခွဲပြီးပယ်ချခဲ့ပြီးတဲ့နောက်မကြာမီအချိန်အတွင်းမှာပဲယွန်းကစီးအိုချုပ်ရဲ့အမိန့်ကိုပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ ိမ်နောက်လွှတ်တော်ကယွန်းကိုဆွဆွဲပြစ်တင်ခဲ့ပြီးသမရတာဝန်တွေကိုဆိုင်းငံ့ခဲ့တာဖြစ်ကဒီဖြစ်ရက်တွေဟာတန်ဂိုရီးယားနိုင်ငံကိုနိုင်ငံရေးအကြက်အတဲကိုကြားရောက်သွားစေခဲ့ပါတယ်။အိမ်နောက်ဧပြီလ၄ရက်မှာအခြေခံဥပဒေဆိုင်ရာတရားရုံးကယွန်းကိုရာထူးကနေဖယ်ရှားခဲ့ပါတယ်။ယွန်းဟာဇန်နဝါရီလကပုံကံမှုဇွဲချက်နဲ့ပတ်သက်ပြီးဖမ်းဆီးထိန်းသိမ်းခံခဲ့ရပေမဲ့လည်းတရားရေးဆိုင်ရာလုံထုံးလုံနည်းတွေအရမလကပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ရုံးဟာတရားရုံးရဲ့မြေအောက်ထက်ကားပါကင်ကနေတယောက်ခွင်ကိုတရိုက်တယောက်ခွင်ကိုဆိုးတရားရုံးကရုပ်သိမ်းခဲ့တဲ့အတွက်သူဟာပထမဆုံးအကြိမ်အဖြစ်မီဒီယာတွေရှေ့ကနေဖြတ်ပြီးတရားရုံးအတွင်းကိုဝင်ရောက်ခဲ့ပါတယ်။ မီဒီယာတွေရှေ့ကနေဖျက်လျှောက်သွားချိန်မှာသတင်းတောက်တွေရဲ့မိကုန်းတွေကိုတုံ့ပြန်ဖြေကြားခဲ့ခြင်းမရှိတာဖြစ်ပါတယ်။အရင်ကြားနာစစ်ဆေးမှုတွေမှာရှုံးဟာမိနစ်60ကြာကြာခုခံခြေပါခဲ့ပြီးပုံကံမှုကျွလွန်ခြင်းမရှိကြောင်းညင်းဆိုခဲ့ပါတယ်။ရိုးအနေနဲ့ပြည်မှုထင်ရှားတွေးရှိမယ်ဆိုတာက1989ခုနှစ်အာနာသိမ်းမှုနဲ့ဆက်နွယ်တဲ့စစ်ကောင်းဆောင်နှစ်ဦးအပြီးပြည်မှုထင်ရှားစီရင်ခံရတဲ့တတိယမြောက်တောင်ကိုရီးယားသမ္မတဖြစ်လာမှာပါ။ ပုံကံမှုဆွဲချက်တွေအတွက်ရွံဟာထုံနဲ့တသက်တကြုံထမမဟုတ်အမြင့်ဆုံးပြစ်ဒဏ်အဖြစ်သေးတယ်အထိချမှတ်ခံရနိုင်ပါတယ်။ဒါပေမဲ့တောင်ကိုရီးယားမှာ1998ခုနှစ်ခရဲကသေဒဏ်စီရင်ကွပ်မျက်မှုကိုတရားမဝင်ဆိုင်းငံ့ခဲ့တဲ့အတွက်ရွံဟာပြစ်မှုထင်ရှားတွေ့ရှိခဲ့မယ်ဆိုတဲ့အတိုင်းအောင်သေဒဏ်ချမှတ်ခံရဖွယ်မရှိတာဖြစ်ပါတယ်။